အားလုံးမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ K Drama နဲ့ပတ်သက်တဲ့ဥဥပြပြသတင်းငါးပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။ပထမဆုံးသတင်းကတော့စူစီပါဝင်မှုအလားအလာရှိနေတဲ့စိတ်ကူးရင်ဇလံအမျိုးအစား Drama အသစ်အကြောင်းပဲဖြစ်ပါတယ်။ Genie Make Away ဆိုတဲ့ series အသစ်ကိုဂင်ဝင်းနဲ့ရိုက်ကူးထားတဲ့စူစီဟာ Man of the Heron အမည်ရတဲ့နောက်ထပ် Drama အသစ်တစ်ခုအတွက်ဆွေးနွေးနေတယ်လို့သိရှိရပါတယ်။ What Novel ကိုပြန်လည်ရိုက်ကူးမှာဖြစ်တဲ့ဒီယုတ်ရှင်ကတော့ ထီးနှံကိုကောက်ွယ်ဖို့အတွက်အမျိုးသားကုလုံးတော်တွေတယောက်ပြီးတယောက်ခေါ်လာတတ်တဲ့ဧကတိဘီယမအကြောင်းကိုအဓိကထားစိုက်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ဧကတိဘီယမနေရာမှာတော့စူစီကိုကန့်လန်းထားပြီးအမျိုးသားကုလုံးတော်တွေနေရာမှာတော့ဤစုရောဒက်စ်နဲ့ရှင်းစွန်းဝန်တို့ကလည်းပါဝင်ဖို့ဆွေးနွေးနေစေဖြစ်တယ်လို့သိရပါတယ်။တကယ်သာဒီကတ်တွေအတိုင်းဖြစ်သွားမယ်ဆိုရင်တော့မန်ဟော့တန်ဟဲရန်ဟာ နမကြီးတွေမြင်မြန်ဆိုင်ဆိုင်နဲ့2026ခုနှစ်ရဲ့အမျော်ရဆုံး CD တွေကတစ်ခုဖြစ်လာအောင်မှအသေးချပါပဲ။နောက်တစ်ခုကတော့ပြောင်းဥဆော့ပါဝင်မဲ့ CD တမခေါင်းဆောင်မင်းသမီးအဖြစ်ဟန်ဆိုကြီးကလန်းခံနိုင်ရတဲ့အကြောင်းပဲဖြစ်ပါတယ်။နမကျော်ဝတ်နိုပဲ Animated CD တစ်ခုဖြစ်တဲ့ Solo Leveling ကိုပြောင်းဥဆော့ပါဝင်မဲ့ဆိုတဲ့သတင်းလေးနဲ့ဝဲစုသားခဲ့တာအလုံးပဲသိချမယ်လို့ထင်ပါတယ်။လက်ရှိမှာတော့ပြောင်းဥဆော့နဲ့တွဲဖက်မင်းသမီးအဖြစ်ဟန်ဆိုကြီးကိုကလန်းထားတယ်လို့ဟန်ဆိုကြီးရဲ့ Agency ကထုတ်ပြန်လာပါတယ်။ဝတ်နိုပဲအဖြစ်ကနေ စတင်ခဲ့ရာက web.com animated cd အဖြစ်ပါအသွင်ပြောင်းရတဲ့အထိအောင်မြင်ခဲ့တဲ့ solo leveling ဟာကမ္ဘာမြေပေါ်ကမကောင်းဆိုးရွားတွေကိုတိုက်ထုတ်မယ်အဆင့်အင်းရှိမော့ဆိုတယောက်ကိုအခြေခံထားတာပဲဖြစ်ပါတယ် lovely runner နဲ့အောင်မြင်ခဲ့တဲ့ဗျောင်းစောနဲ့ my name လို့ဂျောင်းစောင်း creature လို့အရှင်ဆန်ဆန်ကားတွေနဲ့ယဉ်ပါနေတဲ့ဟာဆိုကြီးတို့သာတွေ့ဆုံရမယ်ဆိုရင်တော့ solo leveling ရဲ့ cd adaptation ကလည်းအောင်မြင်တဲ့ version တစ်ခုဖြစ်လာအောင်ပါပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျောင်းနဲ့အကြံဖတ်မှုနဲ့ဆွဆွဲခံနိုင်ရတဲ့မင်းသမီးကိုမင်းရှိကဆွဆွဲထားတာတွေ ကို Instagram မှာ post တင်ပြီးပြန်လည်ခြေပါလိုက်တယ်ဆိုတာပဲဖြစ်ပါတယ်။မင်းသမီးကိုမင်းရှိကိုကျောင်းနေအကျန့်ဖတ်သူတယောက်အဖြစ်ဆွဆွဲထားတယ်။ online post တစ်ခုကနေသတင်းပြန်လာခဲ့ရကြပါပြီ။ဆွဆွဲခံရတဲ့ကိုမင်းရှိကတော့သူဟာငယ်ဘဝကိုလွတ်လွတ်လပ်လပ်ဖြတ်သန်းခဲ့တယ်ဆိုပေမဲ့လူတွေကိုအနိုင်ကျင့်ရလောက်တဲ့အထိမဟုတ်ကြောင် ကျောင်းနစ်အနိုင်ကျင့်မှုဖြစ်တဲ့အလက်ရောက်တသက်ရှိဖို့ဆိုတာခရင်ပင်မဲ့ကျူးလွန်သူပါလို့ဆွဆွဲခံနိုင်ရတယ်။သူကိုယ်တိုင်ကတော့သူမလုတ်ကြောင်းတသက်အမြောက်အများတင်လွှင့်ထားကြောင်းအမှန်တရားပေါ်လာတဲ့အထိအဆုံးထိတိုက်ခိုက်သွားမှာဖြစ်ကြောင်းဤသားထားပါလေ။ဘေဘုတ်တော်တန်းထဲမှာလက်ရှိအချိန်အထိနေရာယူထားဆဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စနေတနင်္ဂနွေရဲ့ဒရမာရဲ့ရေဒီအပြိုင်မှုအကြောင်းပဲဖြစ်ပါတယ်။နှစ်ပိုင်းထွက်ရှိပြီးအချိန်နေမှာဆိုရင်တော့ TVN ရဲ့ World Affected Your Majesty က rating 6.6ရရှိခဲ့ပြီးဒီရပြတဲ့ cable channel အလုံး းနဲ့မှပထမဖြစ်သွားခဲ့ပါတယ်ပထမပိုင်းထက်ရေတီပိုကျသွားတဲ့အတွဲကတော့ဒုတိယပိုင်းအပြီးမှာရေတီ9.9ရာခိုင်နှုန်းဖြစ်ခဲ့ပြီး JDPC ရဲ့ရှေ့နေကဘီယွန်းသဘာကတော့ရေတီတွေတက်မြဲဆက်တက်နေခဲ့တာပိုင်း၈အပြီးမှာရေတီ8.7အထိရှိလာပြီးဖြစ်ပါတယ်စနေတနင်္ဂနွေချင်းဒရမာတွေထဲမှာစញ្ញိန်ချိုးခဲ့တဲ့ The Hunted Palace ကိုမှီသွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ဒီလောက်ပါပဲ K-drama အကြောင်း update သတင်းတွေကိုသိချင်တဲ့ဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမေ့ ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်